ပလောမျိုးနဲ့တဝဲပေးကာလံဘောကစင်တိုကြီးစွာခေတဲ့နာနေဆောင်နီမာမိုက်ပေါက်ခွေလိုရတအမျိုးသမီးတို့ထိခိုက်တန်ရာရသွားပါတယ်။ဂျွန်လ22ရက်နေ့ညနေပိုင်းမှာကြောက်တောင်ရွာကအသေး40အရွယ်အမျိုးသမီးဟာပစ္စည်းလက်ခံယူဖို့တဝဲကလာတဲ့ကားကိုစင်တိုကြီးစွာလမ်းဆိုးကခေတဲ့နာနေဆောင်မှာစောင်းနေချင်း အင်းနာဂလူမရှိတဲ့ချောင်းဝင်းထဲအပေါ့သွားရာကနေမန်ဂျိုခလုတ်တိုက်ပြီးပောက်ကွဲသွားတယ်လို့ဒေတာခန်ကပြောပါတယ်။ပြီးရတဲ့မေလာကလည်းပလောကနေဆိုင်ကယ်စီလာတဲ့အမျိုးသားတူခီးတင်နာနေဆောင်မှာကအိမ်မှာအပေါ့သွားကြည်မြမြုံမိုင်းပောက်ကွဲခေလို့တန်ရအနေငယ်ရခဲ့ဖို့ပါတယ်။မိုင်းပောက်ကွဲတဲ့နေရာဟာကင်အမျိုးသားလွန်မြောက်ရေးတပ် KNLA စစ်စီးခိတ်ထားတဲ့နေရာနေမှာရှိတာပါ။ အခုနှစ်ဧပြီလမှာဒိန်းတောင်ရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ KNLA CC ခိချားတဲ့နေရာကိုစစ်ကြောင်းထိုးကပြန်ထွက်သွားပြီးတဲ့နောက် KNLA တပ်ဖွဲ့ဟာအဲ့ဒီနေရာအနီးမြို့မြို့မိုင်းတွေထောင်ထားခဲ့လို့ဆိုပါတယ်။ဒါကြောင့်အိနေရာတွေကိုမတွာလာကြဘို့အေရှင်အပါဝင်စင်ထိုးရွာသားတွေကိုနှုတ်နဲ့ပြောဆိုထားခဲ့တယ်လို့လေဒီသာခန့်အချို့ကပြောပါတယ် မြေမြုပ်မိုက်ထောင်ထားတဲ့အပေါ် KNLA တန်ရင်စနီတက်ခွေတူကတက်ခွေမှုစောထူးကပေါ်ကိုဒွေဝါစကဆက်သွေးမင်းမြန်ရမှာတော့စင်ထူကြီးရွာကိုစစ်ကောင်စီတပ်ကနင်းမီရှင်းလင်းဖို့လာမည်ဆိုတဲ့တည်င်းရလို့စစ်စင်နင်းမီလည်းဖြစ်တဲ့အတွေ့လုံချိုရေးအရာမိုက်ထောင်ထားတာတွေရှိသလိုစစ်ကောင်စီတပ်ကထောင်ထားတဲ့မိုင်းတွေလည်းရှိတယ်လို့ပြောဆိုခဲ့ပါတယ်